မိမိတို့ဒေတာအတွင်းဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားတာမရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA ရဲ့ဒုက္ခရဦးစံပေကပြောပါရယ်ဦးစံပေဦးဆောင်တဲ့ NDA ကိုယ်စားလှယ်အဖွဲ့အား2025ခုနှစ်မေလ25ရက်ကတရီကန်တိုင်းစစ်ဌာနချုပ်မှာနဇကဥက္ကရာပူဇော်မှုကြီးမဲအောင်လိုင်းနဲ့တွေ့ဆုံပြီးဆွေးနွေးစဉ်အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါရယ် NDA ဒုက္ခရဦးစံပေကမိမိတို့ဒေတာအတွင်းဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားတာမရှိကြောင်း ိမိတို့အနေနဲ့ဒေတာတွင်နဲ့နိုင်ငံတော်တည်ငြိမ်ရေးအေဂျင်စီလုပ်ငန်းရပ်တည်အတွက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဖြစ်ပါတယ်။အဲဒီနောက်မိမိတို့ NDA ရဲ့သဘောထားခံယူချက်အနေနဲ့နှစ်30ကျော်ကျင့်သုံးလာခဲ့တဲ့အတိုင်းနိုင်ငံတော်မှချမှတ်ထားတဲ့ပြည်ထောင်စုမပြိုကွဲရေး တိုင်းဒါစီလုံးညီညွတ်မှုမပြိုကွဲ၍အချုပ်ချာအာဏာတည်တံ့ခိုင်မြဲ၍စတဲ့ဒုတောင်ရဲ့အရေးတုံးမှအတွက်အဓိကထားဆောင်ရွက်လျက်ရှိကြောင်းသူကပြောပါတယ်မိမိတို့နိုင်ငံဟာပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီးစစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကိုရှောင်လန်းနေကြခြင်းဖြစ်ကြောင်းအဲဒါကြောင့်နိုင်ငံတွင်းမိတင်းနေထိုင်ကြတဲ့တိုင်းဒါညီရင်အကိုမောင်နှမများအားလုံးအနေနဲ့စစ်စီလုံးလုံးနဲ့နိုင်ငံအကျိုးကိုဖော်ဆောင်သွားနိုင်ဖို့လိုအပ်မယ်လို့နဇကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါတယ်မိမိတို့ဟာပြည်ထောင်စုနိုင်ငံတော်ဖြစ်တာကြောင့်နိုင်ငံတော်မှပြဋ္ဌာန်းထားတဲ့ယုံတုံဘာသာစကားနဲ့ ဲ့စာပေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တက်မြောက်ထားရှိဖို့လိုအပ်မယ်လို့သူက NDA ကိုယ်စားလှယ်အဖွဲ့ကိုပြောကြားခဲ့ပါတယ်။ NDA ဟာဗမာပြည်ကွန်မြူနတီပါတီကနေခွဲတက်ကတမရော်နဲ့1989ခုနှစ်ဇွန်လ30ရက်မှာညီငယ်ရေယူခဲ့ရာတမရော်ကရှမ်းပြည်နယ်ရှေးပိုင်းရှိမိုင်လာဒေသကိုဗဟုပြုပြီးအထူးဒေသ၄ရေးဖြစ်တက်မှတ်ပေးခဲ့ပါတယ်။ အဲ့ဒီထူထေတာလေးမှာဗမာစကားနဲ့ကြံ့ငွေထားတရုတ်စကားနဲ့တရုတ်ငွေကြေးကိုအဓိကထားအသုံးပြုလျက်ရှိပါတယ်။အဲ့ဒီနောက် NDA အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေက AA, KIA, MNDAA, TNL တို့ဟာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုမြန်မာတပ်မတော်ကအကြမ်းဖက်အဖွဲ့အဖြစ်ကြီးညာထားတဲ့ NUG, PDF နဲ့ NUCC တို့ကိုလက်ခံထားပါတယ်။ ဲ့ဒါကြောင့် NDA ဟာ FBNCC အဖွဲ့ဝင်တချို့ကမြန်မာတပ်မတော်သဘောမကျတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုလက်ခံထားတဲ့အတိုင်းသူတို့ကတော့လက်မခံထားဘူးလို့ထက်လောင်းအတည်ပြုပေးကြတာဖြစ်ကြောင်းစေရေးနဲ့နိုင်ငံရေးကိစ္စတွေကပြောပါရယ်